ဒီနေ့တရင်ညလာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါတွင်ကာလမှာမြတ်စွာဘုရားဟာတာဝရိသနတ်ပြည်တက်ပြီးအဘိဓမ္မာတရားကိုဟောကြားခဲ့ပြီးဒီနေ့ဒုပြည်ကို ပြန်နေကြွလာတဲ့အမတ်တရားနေ ဒီနေ့ဦးပဲဗိဓမာခါရနေလို့ဆိုတာဗိဓမာခါရနေဆိုတာဗိဓမာတရားဟောတာကဝါဇုလမကျော်တရားနည်းစီစပြီးတော့ဟောတာတရေညောလာပြီးနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့အဆုံးသတ်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲဗိဓမာခါရနေလို့ဆိုပြီးမြမပြေမှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ ဝါစုပြီးတဲ့ဝါစုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်။၃လကြာအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတာဝန်ိန္ဒနတ်ပြည်မှာခေါ်ကြပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝန်ိန္ဒနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀ရာနေပြီး ခန္ဓာတိုက်ပြိစွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီသရဉ္ဇလပိနေဆိုရင်သရဉ္ဇလပိသရဉ္ဇပိဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ဝဲခန္ဓာတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရဲ့နဲ့တရင်းညလတော်ရင်သာနတ်ပြည်ကပြန်ကြွတဲ့ခန္ဓာကိုမြတ်စွာဘုရားကိုကြီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ ဒီလိုပြောင်းလဲချာမှာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရေညွတ်လပြည့်နေ့မှာမိထွန်းနာတော့ကတိကနက်ခတ်လို့ခေါ်တဲ့မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွန်းကြတာဖြစ်တယ်ပေါ့ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင်းပတယ်လို့ပဲ ကိုယ့်ရဲ့အစင်လာရလှုပ်ကြတာမြမကြီးကဘုရားဘာသာဝင်နေကတော့မိထွန်းတာတော့အဲ့ဒီကတိကနေခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဖ ೇನೆ မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရဉ္ဇလပြည်နေ့မှာမိထွန်းတယ်လို့ဒီလိုအထိပ္ပယ်ပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုဟာအထိပ္ပယ်ရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့ နက်ခတ်ပွဲအနေနဲ့မိထွန်းနယ်မိအလှဆင်ပြီးတော့မိထွန်းနယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဝတ္တရီကတော့ပြောင်းလိုက်တာဒါဒီဖះကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းတာဒါဖះကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာကဘုရားဝတ္တဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ဘဲနဲ့ ဖះကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပူဇော်မှုဖြစ်လာချိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တတ်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာယုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖះနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ် တမန်လို့မအောင်မိတယ်နဲ့ဥပမာမဲ့ကြည်စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြည်တော့ဆိုလိုင်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်အဲ့တော့တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုး ဒီကြောက်ကလေးတမွေးရင်တန်မိုးမတန်မှကွာတယ်အဲ့ဒါလိုပဲကုသကောင်းမှုမှာတန်မိုးချင်းကွာတတ်တယ်အဲ့တော့တန်မိုးရှိတဲ့ဟာကိုရအောင်ထိုးလို့ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလောက်တာမဟုတ်ပဲနဲ့အထိပ္ပယ်ရှိရှိတို့ဘာဖြစ်လို့သရဉ္ဇလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600က အဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတဲ့မြတ်စွာဘုရားကိုခေယူကျပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ် ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော်ရတနာသုံးပါးကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမြဲတမ်းကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာတရားမဟောခင် လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နတ်သား၂ယောက်ရှိတယ်။အဲ့ဒီနတ်သား၂ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲ။သို့တော့တအူးနဲ့တအူးဟာလှူတဲ့အတိုင်းတပမာဏမတူဘူး။လှူတဲ့ပုံကိုယ်တွေလည်းမတူဘူး။အဲ့ဒါလေးကိုခရူးဆိုင်ပြီးတော့မှတ်သားထားဖို့ပါ။တယောက်ကတော့အင်ကူရနတ်သားလို့ခေါ်တယ်။ပြီးတော့မှတရားဟောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့ လက်ရပဲနမ်းမှာဖះရနဲ့အနီးမေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတ္တနတ်သားကအဘိဓမ္မာတရားလနာဖို့ဖះနာရောက်နေတယ်အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကုရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနီးပါမှာထိုင်နေကြတယ်တဖြည်းဖြည်းတရားပွဲစတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲ့ဖွဲ့ရောက်လာကြတယ် အဲ့လိုရောက်လာတဲ့အချိန်မှာအိနကနတ်သားကထိုင်မြဲနေရမှာ ထိုင်နေသူကဘုံတကူချီးတယ်အင်ကုရနတ်သားကျတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလိုက်တယ်သူတို့ကျတော့အရှိန်ဝါချင်းမတူလို့ရှင်သူကရှေ့ရမထိုင်ရဘူးเนาะသူကသူ့အလိုအလျောက်ကိုအရှိန်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပြေးတာ နောက်လာလိုက်ဆုပ်ပေးလိုက်လာလိုက်ဆုပ်ပေးလိုက်နဲ့ဆိုဖះနဲ့ဆက်နေယူစနာလာဝေးသွားတယ်တယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီဆက်နေယူစနာဝေးသွားတယ်အဲ့ဒီအဝေးလောက်ကျမှသူထိုင်လို့ရတယ်သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုံနောက်ရောက်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်အင်ကုရဏန္တာကိုလမ်းမေးတယ်နေပါဦးငါနမ်းမှမထိုင်ပဲနဲ့နောက်ဆုံးဆုပ်ပြီးတော့သွားတယ် ဒီအိမ်ကနတ်သားကတော့ငါနားလေးတွင်ထိုင်နိုင်တယ်သူကဘုံတို့ကိုခြေတယ်ဘာလို့နောက်ဆုတ်ပေးရတော့ဆိုရှင်ပြားတဲ့တပည့်တော်ကုသိုလ်ကောင်းမှုလူပြေမှာလုံးချတာချင်းတူပါတယ်တဲ့အိမ်ကနတ်သားဟာသူကရှင်အနုရုဒ္ဓမထေရယရဟန္တာမထေရကိုဆွမ်းခံလာတာဆွမ်းတဆွမ်းမဲ့သူလောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုခြေနေတာသူကတော့ တပီတော့အတော့တဲ့12နှစ်ကြာထမေးချောင်းစီနေစဉ်နဲ့အမြတ်လူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့တပီတော့ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လဲလှူလဲရတယ်လှူလဲရလို့သူ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့တရဟစေရနာရဲ့ဆွမ်းအားလဲကြီးမာတယ်ပေါ့ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော်တမိုးချီးတယ်သူကတော့လမ်းခင်းကြောက်တည်း ရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေအလူခံတဲ့ပုဂ္ဂိုလ်တွေကငါးပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရည်နေတဲ့လူတွေသီလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုတော့တာမန်လူလို့ခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်တယ်မှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူး အဲ့လို၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေသူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြသလိုပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်ဝါမရှိပါဘူးညတ်တော့ဖြစ်တယ်ဒါပေမဲ့အရှိန်ဝါချင်းမတူဘူးလို့ဆိုလို့လူလူပြောရင်တော့ယာထူးငယ်တယ်ပေါ့နော်ကိုယ်ရဲ့ယာထူးကြည့်တဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မဟုတ်လား ပစံချမ်းသာတဲ့လူလေးလာရင်လည်းနောက်ဆုတ်ပေးချတယ်လူတွေကအဲ့ဒါလို့ဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်နေနှလုံးကရှင်နေနှလုံးထဲကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြအမယ်ဖြစ်တယ်ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလုံးရဘူးပြီးတော့လှူတဲ့ ကိုလူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအကြီးချင်းသီလသမားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုခေါ်တာဖြစ်တယ်။အဲ့တော့လောကမှာအခုမြတ်စွာဘုရားကို ပူဇော်လိုက်မယ်ဆိုရင်ဖះတော့အကြီးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေ။ဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေခန္ဓာမယားမှာတာဝန်ဒါနတ်ပြည်ကကြွလာတဲ့ဖះကိုငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှန်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ် ပူဆောင်နိုင်တာတွေကအမျိုးမျိုးရှိတယ်ခုနရှစ်ပါးသီလဆောက်တည်လိုက်တယ်ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဆောပါ၏ဆိုရင်ဟောတရားနဲ့ပူဆောတယ်လို့ခေါ်တယ်ဒီကနေ့ငါရှစ်ပါးသီလဆောက်တည်ပြီးတော့ဥပုသ်ဆောင်လိုက်မယ်ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဆောပါတယ်ဖျောင်းနိုင်နေတဲ့တိုင်းထွန်းရင်လည်းဒီဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဆောပါတယ်လို့ပန်းလေးတစ်ပွင့်လှူရင်လည်းဒီပန်းဟာ တာဝရိန္ဒာနတ်ပြည်ကအပြီးဓမ္မတရားဟောပြီးပြန်ကြွခဲ့တယ်။မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဇော်ပါတယ်ဆိုရင်ပူဇာရဟေပူဇေယတောဘုဒ္ဓေဝယတိဝတာဝကေပပိစာသမတိတ်ကံတိတိဏသောကပရိတဝေစိဟာတံမိုးမဖြတ်နိုင်တယ်လို့ပဲအဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုကတံမိုးကြီးတယ်လန့်ခင်းတဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေထုတ်ကဘလောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေထုတ်ချီချာချီချီ နော်အဲ့ဒါလို့ကြွယ်ပြားခြားနာသွားတယ်လို့ဆိုတာလေတောင်ရင်သာနတ်ပြည်မှာဗိဓမာတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်အဲ့ဒါကြောင့်မို့ကုသပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်တို့ ဆိုဒီမှာမြတ်စွာဘုရားတောင်ရင်သာနတ်ပြည်က ပြန်ကြွတယ်အဗိဓမာခါရုံနေဖြစ်တယ်ဆိုတာတခုမြန်မာလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမဖြစ်ခင်ကသတင်းညို့မိထုံးမွဲတွေလောက်ကြတယ် ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးเนาะအဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသကောင်းမှုရသွားတယ်အများကြီးနောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတကွနေထိုင်ကြပြီးတော့ဝါလာတရင်ဝါလာကျပ်ပြီးဆိုရင်ခေးထွက်ကြတယ်ဟိုနေဒီနေ့နေကြတယ်ရှေးတုန်းကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခေးထွက်ကြတယ် ခီးထွက်တဲ့အခါဒီပဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲဒီယဉ်ကျေးမှုကဘာလို့ဆိုလို့ရှိရင်ကိုယ့်ကိုယ်မပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရမှာ request လောက်ထားဆိုလိုတယ်ပေါ့နော်သူပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလို့တယ်เนาะဒါရင်ကျေးမှုတစ်ခုပဲ လူတွေရဲ့ယဉ်ကျေးမှုတုံးနဲ့တူဆိုပါစို့ဒီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတော်ပြီမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်တယ်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေဟာရှင်ကျေးမှုကိုပြပြစေတယ်ပေါ့နော် ရှင်ကျင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်။မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ်။ဒါကြောင့်မို့တပါးနဲ့တပါးဟာဖိမန္တကပြုထားတာပဝါရဏလို့ခေါ်တယ်။ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတုံးဆိုရင်ပဝါရဏယဉ်ကျေးမှုမှာတန်ခံပန္တိပဝရေမိဒိဋ္ဌိနာဝသူတ္တိနာဝပရိသင်္ခာယဝရှန်တပါးကတပါးချင်းတန်ဃာတွေကိုရှောက်ရမှာဖြစ်တယ်။ ရှင်ဘုရားတို့တဲ့တပည့်တော်ကိုဒီအပြစ်မြင်၍ဖြစ်စေအပြစ်ကျူးလွန်လေဆိုတာတရင်ကြ၍ပဲဖြစ်စေရှင်ဘုရားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စေတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမအာယတမန်တော်ရှင်ဘုရားတို့ပြောကြပါဒီလိုဆိုလို့ရနော် အနုကမ္မဥပါဒါယပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းနာတရားနဲ့ပြောရမယ်ဒေါသနဲ့အပြစ်ရှာတာမျိုးတော့မဟုတ်ရအောင်နော်လူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာတမံတော့အနုကမ္မဥပါဒါယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလူလာတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန်တော်ပရိကရိတ်တာမီ ရှင်မရတို့ပြောတာကိုတပည့်တော်ကိုယ့်ကိုပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့တပည့်တော်ပြင်မမယ်။နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတာ။ဒါလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့နော်။ဘဝရဏဘွဲဘဝရဏဘွဲနဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေဘဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ်။အဲ့ဒီဘဝရဏပြုတာဘာလို့ထားတော့ဆိုရင်တပားနဲ့တပားနော်အပြစ်ရှင်ပြောပါ တကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲเนาะအဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဉ္ညလဆိုလို့ရှိရင်ဩကတကရောဂျုံနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြစ်ရှိလို့ရှိရင်ပပျောက်စီရံလို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်เนาะဩကတထဲမှာပါတဲ့အတိုင်းပေါ့เนาะကာယကံဝစီကံမနောကံတို့ ਨੇ ြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုပြစ်တို့ပျောက်ပါစေခြင်းကျုံဟာဆိုလူကြီးသူမတွေမိဘတွေကိုကြောတယ်တလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှမရှိတဲ့ယဉ်ကျေးမှုအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှင်အဲ့ဒီပြစ်ကဘာဖြစ်တုံဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်မအောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားမိဘကိုစော်ကားပြီးပြန်မတောင်းမှန်မှုဒီမကောင်းတဲ့စိတ်နဲ့လုပ်တဲ့ဆိုလို့ရှင်သူ့ရဲ့ဘဝတိုးတက်မှုတွေကထင်သလောက်မတိုးတက်ဘူးအဟံတားတွေဖြစ်လာတယ်တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ် မတောင်းမှန်လို့ရှိရင်တခါတခါကိုကမြင်တာကတမျိုး သူဖြစ်တာကတမျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောင်မွားကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ်။ကြောက်ရတယ်ပေါ့ဒါမှမဟုတ်ဒီတန်တရာခရီးသွားအမှားမလုပ်မိစေနဲ့ဆိုတဲ့မှာကြည့်တန်တရာခရီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှိရင် နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့ကအမျိုးသမီးတယောက်ဟာဖះရှိခိုးဖះဘူးသွားတယ်စေတီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရိညာမရိနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော် ဘယ်ဟာမတွေကလှုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်။အဲဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်ရဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်။ဒီကိုကလှုပ်လိုက်တဲ့အပြစ်တစ်ခုကကိုပေါ်ပြန်ဆွတ်တယ်။အဲ့ဒါကိုတတိထားရတယ်။နေစဉ်ဘဝမှာ နေလို့ရှိရင်လည်းကိုကကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ကိုလှုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်။ကိုစီပြန်ရောက်လာတတ်တယ်။ကြားဘူးကြားလိုက်မယ်။ ဒီဩစဩစတြေးလျာအဘော်ရီဂျီနီဆိုလူရိုင်းနေရှိတယ်ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေနော်မူလာကျွန်းနေလူသားတွေဩစတြေးလျာဩစီလို့ခေါ်နေတယ်ဩစတြေးလျာနိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခက်ကောက်ကောက်ကြည့် အဲ့ဒါကပြစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်က ကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုစီပြန်ပေါ်လာတတ်တယ်အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးเนาะကိုလှုပ်တာကိုကဥမာမဲ့လူတယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ ဒီဆဲလိုက်မယ်၊ကွဲရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုရင်အဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်။ကိုယ်စီပြန်ရောက်တယ်။မလွဲမသွေပြန်ရောက်လာတတ်တယ်။ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်။မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်လာတယ်။အဲ့ဓာတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာ ကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပံဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာ မမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုချုံမြင့်ချိုမပြောမိအောင်မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ဝဲစားထွက်လာတယ်ပျော်ဝဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်နဲ့တွေ့တယ်ယဟန္တာတော်နဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးมาပဲဆိုပြီးတော့အဲ့ဒီရဟန္တာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုယ်တော်ကပြုံးနေတယ်ဇသပင်ကနဲ့တူတယ်လို့ပြောတယ်နော်သူတို့ဇသပင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတမ်းပြုံးနေလားမပြုံးနေလားမသိဘူးပြုံးနေရတာပဲသူတို့ကနော် စပွဲကတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီဆိုအဲဒီကူရောကပြုံးနေဇသဝေငါနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေသဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဘင်တဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွဲကနေရတာခုခေတ်ကတော့ ဟိုအနုပညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးအပွဲကနေရပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားကလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုစွန့်လွတ်ပြီးသူကပါလိုက်ပွဲကားရတဲ့အစဉ်ရောင်အဲဒီဇလန်းအကြောင်းကိုပြောတဲ့ခါမှာသူတို့ယဟန္တာကို ပြစ်မှားပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ ကံကြမ္မာရဲ့တဘာဝတရားကသူကအမားတစ်ခုမလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ်အဲ့ဟာတတိထားတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပိုဆိုးတယ်အဲ့ဒါဒီတုပ္ပဗုဒ္ဓထင်တယ်သူကပြစ္ဆေကဗုဒ္ဓကဝှထားတဲ့အဝေါကလည်းပဲ ဟိုကောင်းတဲ့အဝတ်မှမဟုတ်ဖဲနဲ့တက်ခေါက်ဆိုးတဲ့အဝတ်ကိုဝတ်တယ်အနေထိုင်ညစ်ညစ်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအนูကဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်သွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလှုပ်တဲ့လှုပ်တွေကို ပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုယ့်စီကိုပြန်ရော့လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင် ိုယ်သတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဒီကိုယ်ကိုပြည့်ရှင်ပြောပါအဲ့ကြရင် တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနကအပြစ်တရားကြေးအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာဘုရားဝတ္တဝင်တို့အတွက်ဒီတရင်ညွတ်လာပြီနေဆိုတာနေသူနေမြတ်ဖြစ်တယ်နေသူနေမြတ်အခါသမယမှာ လှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တွေ့တွေဟာ ပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်